ီသားတွက်နဲ့အမေခုံယူခြင်းတယ်တကယ်လို့သားတစ်ခုခုဖြစ်သွားရင်တော့မှဒီကိစ္စကြီးမဒီဟိုဟာကြီးဒေါ်လာကြီးမပေးတဲ့သားရဲ့အကိုအကြီးညီတွေရှိသေးတယ်အမေထက်လွန်မှာအဲ့လိုအင်အဲ့လိုမျိုးအမေရဲ့ပြောတဲ့စကားတွေနဲ့ပဲကျွန်တော်ကဒီခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်ခဲ့တာမင်္ဂလာပါရှင် People's Radio မြန်မာကနေတင်ဆက်ပေးနေတဲ့ Tollan Group ပြောစကားအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ် ဒီတစ်ပတ်မှာတော့ဆရာနာရှင်တော်လန်ရေးလှုပ်ရှားမှုရဲ့အခမ်းအနားတစ်ခုဖြစ်တဲ့ UG အနေနဲ့ပါဝင်ခဲ့တဲ့တော်လန်သူတဦးရဲ့အတွေ့အကြုံနဲ့စကားသံတွေကိုမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါရှင်ပထမဆုံးအကိုရဲ့အနမည်နဲ့တော်လန်ရေးမှာဘယ်နေရာကနေတာဝန်ထမ်းဆောင်နေလဲဆိုတာကိုမိတ်ဆက်ပေးပါအောင်ရှင်။ကျွန်တော်နာမည်ကတော့ဆိုင်းတော်ပါ။ကျွန်တော်ပါဝင်ပါဝင်တာကတော့ဘယ်လိုပြောမလဲကျွန်တော်ကဒီတော်လန်နဲ့ပတ်သက်ပြီးတော့ UG လုတ်တယ် UG မလုတ်ခင်ကျွန်တော်အရင်တင်တန်းတက်တယ်ဒီ KNDU မှာတင်တန်းတက်ပြီးတော့ကျွန်တော်ကကျွန်တော်ရန်ကုန်အပါဝင်ကျွန်တော်တို့ဇာတိဘက်တွေရော UG လုတ်တယ်အဲ့ရနေမှာအဲကျွန်တော်တို့အဖွဲ့ကတချို့တလေအဖမ်းခံပြီးတော့ကျွန်တော်တို့နေလို့မရတော့တဲ့အနေထားမှာအဲဒီဒီဘက်တော်တဲ့ကိုပြန်ရောက်ခဲ့ပြီးတော့တနက်စစ်ကြောင်းမှာတခါတောင်းဝန်ထမ်းဆောင်ပါတယ်အကိုအနေနဲ့တော်လန်ရီလန်ခီမှာဘလို့ပါဝင်ဖြစ်ခဲ့တာလဲရည်ရွယ်ချက်ကိုပြောပြပေးပါအောင်ရှင့်ရည်ရွယ်ချက်ကတော့ကျွန်တော်ကအဲ ဘယ်လိုပြောမလဲကျွန်တော်ကအခုချိန်ထိပေါ့ကျွန်တော်က905ပုံမှားတွေပါကျွန်တော်မှမရှိသေးဘူးအခုထိမရှိဘူးဆန္ဒတွေပြကြတဲ့အချိန်မှာကျွန်တော်အိမ်ကကျွန်တော်မိသားစုတွေပါတယ်အကုန်ဆန္ဒပြတယ်ကျွန်တော်အမေကိုလည်းပြတယ်တော်တော်ပြတယ်ဒါပေမဲ့ကျွန်တော်မပြဘူးကျွန်တော်မှကျွန်တော်ကိုလို့ကိုလို့အေးဆေးပဲနေတယ်ဖြစ်ချင်တော့အဲဒီကျွန်တော်တွေ့ရတာပေါ့လေတနက်ကင်ထားတဲ့ယောက်ျားအရင်မကြီးတွေကမိန်းကလေးတွေရောဒီလူငယ်တွေရောအကြောင်းသားတွေရောဒီ ညံမနှိပ်စက်တဲ့ဟာတွေကျွန်တော်တွေ့ရတဲ့အခါမှာကျွန်တော်ခေါင်းနဲ့တခုအတွေးဝင်တာပေါ့ဒီခေါင်းကြီးဂန်းရှိလို့လောက်တာယောက်ျားချင်းတယောက်ယောက်ချင်းလက်လက်ချင်းဆိုဒီခေါင်းအဲ့လောက်မလုံးလောက်ဘူးဂန်းရှိလို့လောက်တာဒီခေါင်းလို့ပြန်လှုပ်ချင်းဂန်းရှိဖို့လိုတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီလက်နက်အားကိုပြီးတော့နှိပ်စက်တာကိုကျွန်တော်မကြိုက်ဘူးဗျာအဲကြောင့်ဘို့ဒီခေါင်းလို့ပြန်တိုက်ဖို့ဆိုတာကလည်းမင်းဘာလို့လောက်တယ်လို့သွားမေးလို့ရနေရတဲ့ကောင်လည်းမဟုတ်ဘူးအဲကြောင့်မို့သူတို့လိုမျိုးပဲကျွန်တော်ဒီဂန်းရှိအောင်လို့ ရန်ရှိမဲ့နေရာကိုကျွန်တော်လာတယ်တင်တန်းတက်တယ်။အဲရန်အဲ့လိုမျိုးတွေနဲ့ကျွန်တော်ဒီကောင်တွေကိုပြန်ပြီးတော့တော်လှန်ခြင်းလို့တော်ရဲကိုရောက်လာဖို့ဘလို့အခက်ခဲတွေကိုဖြတ်ကျော်ခဲ့ရလဲ။အင်းကျွန်တော်ဒီတော်ရဲကိုပထမအဆုံးအကြိမ်ပေါ့အာနာသိမ်းမကြောက်ပထမအဆုံးအကြိမ်လုံးဝဆိုရင်တော့အမ်အရန်ကြီးတော့အဲ့လိုကတိတ်တော့မခက်ခဲသေးဘူးဒါပေမဲ့လမ်းပန်းမခက်ခဲဘူးဆိုပေမဲ့ကျွန်တော်စိတ်ကတော့ခက်ခဲတယ်ဘာဖြစ်လဲဆိုတော့တခါမှအတွေ့အကြုံမရှိဘူးလေပြီးတော့ဒီလိုလက်လက်ကရင်ဖွဲ့စည်းတွေကိုဝင်ဖို့ဆိုတာကျွန်တော်တို့ကတခါမှလည်းစိတ်ကူးမရင်တာဘူးဗျာ ကျွန်တော်တို့အရင်ကတည်းကမှိုင်းမိခဲ့တယ်လို့ပဲတပုံလိုပဲစိတ်ဓာတ်ထင်ထားတာဒါပေမဲ့တစ်ဖက်ကဟာပဲလေနေလို့မရတဲ့အနေအထားဆိုတော့ဒီထဲဟုတ်ပဲကျွန်တော်တို့ကအတင်းတိုးဝင်ရတာအဲ့ဒီအချိန်တော့အဲ့လိုအဲ့စိတ်နဲ့တော့နည်းနည်းတော့ခက်ခဲပါတယ်ဒါပေမဲ့နောက်နောက်တစ်ခေါက်ပြန်ဝင်တဲ့ခါကျမှတော့တော်တော်ခက်ခဲတယ်တော်ခက်ခဲတယ်ဆိုတာယူဂျီလောက်ခဲတဲ့အချိန်တွေလည်းရှိတယ်ပြီးတော့ဘယ်လိုပြောမလဲလမ်းဒီမှာလည်းအရန်ကိုအရန်အထပ်ပို့ပို့ပြီးတော့စစ်စေးမေးမြန်းတာရှိနေတဲ့အတွက်တော်တော်စုံစမ်းပြီးတော့လာပြန်လာရတယ် ်ဆက်စင်ရေးခီးထွက်နေရင်လည်းမှတ်မှတ်ရရဖြစ်ခဲ့တဲ့ကိစ္စတွေရှိခဲ့ရင်လည်းပြောပြပေးပါအောင်ရှင်ကျွန်တော်စိတ်ထဲမှာ အမှတ်ရနေတာကတော့ဒီကျွန်တော်တို့ဒီဟိုပါပေါ့မဲခနဲ့တိုက်ပွဲမဲခနဲ့တိုက်ပွဲဒီလက်ခတ်တောင်တွေဘာလို့မဖြစ်ခင်လေမဲခနဲ့တိုက်ပွဲအဲ့ပွဲကတော့ကျွန်တော်တို့အမှတ်ရဆုံးပဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကာကင်းကာကင်းနေအများကြီးတန်းစီပြီးတော့ချထားပြီးတော့ချထားတဲ့အချိန်မှာ ကျွန်တော်တို့နေရာတွေကအရန်ကိုဟိုပါဘယ်လိုဖြစ်ဖို့အရန်များလဲဆိုတာသိတယ် အဲ့ဒီအချိန်မှာမှကျွန်တော်တို့ကဖြစ်ချင်တော့ကျွန်တော်တို့အင်အားနေမကောင်းတာတွေပိုင်းနဲ့အင်အားနည်းနေတဲ့အချိန်ကျွန်တော်တို့ပီတဲ့အင်အား6ယောက်ပဲရှိတယ်။နေမီကန် EO က2ယောက်6ယောက်တည်းရှိတယ်။အဲ့ဒီ6ယောက်တည်းရှိတဲ့အချိန်မှာဒီစာကားစားနဲ့ BGF ပူးပေါင်းတက်ကကျွန်တော်တို့အမ်တရာတရာတော့ဆိုရင်အင်အားတရာအတိရှိတယ်။အဲ့အင်အားတရာနဲ့ကျွန်တော်တို့6ယောက်တည်းနဲ့ထိတ်တိုက်တွေ့ရတဲ့အချိန်ကအဲ့လုံးဝအမှတ်တရပဲ။ ဖြတ်တန်လာခဲ့တဲ့ကိုယ့်ရဲ့တော်လန်ရေးလန်ခီကိုအားရကြည်နတ်မှုရှိလားဒီလန်ခီကိုရှောက်လာရင်လည်းနှောင်တရစရာတွေကိုကြုံတွေ့ခဲ့လားအားရကြည်နတ်မှုတွေကတော့အများကြီးရှိပါတယ်ကျွန်တော်ဒီနှောင်တရစရာလည်းကျွန်တော်မရှိပါဘူးဘာဖြစ်ဆိုတော့ဒီလန်ကိုယူရေးခဲ့တာကကျွန်တော်ကစိတ်ကူးရင်ခဲ့တာမဟုတ်ဘူးလေဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာကိုလည်းကျွန်တော်အသက်ရွယ်နဲ့တည်တည်တလောက်တည်ထားတယ်လေအဲ့ဒါကြောင့်မို့ကျွန်တော်ကတခြားတော့နှောင်တရစရာမရှိပါဘူးကျွန်တော်ကိုယ်တိုင်ကြီးကြီးနက်နက်ယူရေးခဲ့တဲ့လန်ပါ တော်လည်ရင်လုံးနေရင်လည်းစိတ်တက်ကြကြစိတ်ပြက်စရာကြီးကြုံလာတဲ့အခါဘလို့တွန်းအားမျိုးနဲ့ကြော်ဖြတ်လဲတွန်းအားတွေကကြတော့ကျွန်တော်မှအများကြီးတော့ထွေထူးထူးမရှိဘူးအဲစိတ်တက်ကြစရာတွေရှိတိုင်းကျွန်တော်အဲ့လိုမျိုးကိုပိုင်ကိုဘယ်လိုပြောမလဲကိုကိုပြန်ပြီးတော့တွန်းအားပေးတဲ့အရာကတော့ကျွန်တော်ကကျွန်တော်မှတော့မရှိဘူးကျွန်တော်ကကျွန်တော်အမေပဲရှိတယ်ကျွန်တော်ကသူများလူမျိုးအိမ်ရန်တွေခိုးထွက်တာမဟုတ်ဘူးလေအမေကိုယ်တိုင်ကတော့ကျွန်တော်ကိုဘယ်နေရာဘယ်နေရာအဲ့လိုနေရာဒီလိုက်ပို့တာဆိုတော့ကျွန်တော်အမေနဲ့ဖုန်းပြောတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင် အမေအန်တာတို့စိတ်တက်ကြရတယ်ကျွန်တော်ဘယ်လိုလုပ်ရမလဲနားလဲရမလားအဲ့လိုမေးခဲ့တယ်မနားနဲ့တာမနားနဲ့အမေမွေးထားတာတာတွေဒီတာအတွက်နဲ့အမေခုံယူခြင်းတယ်တကယ်လို့တာတစ်ခုခုဖြစ်သွားရင်တော့မှဒီကိစ္စကြီးမဒီဟိုဟာကြီးဒေါ်လာကြီးမပေးတဲ့တာရဲ့အကိုအကြီးညီတွေရှိသေးတယ်အမေထက်လွန်မှာအဲ့လိုအင်အဲ့လိုမျိုးအမေရဲ့ပြောတဲ့စကားတွေနဲ့ပဲကျွန်တော်ကဒီခွန်အားတွေဖြစ်ပြီးရှစ်ဆက်ခဲ့တာ ကိုနဲ့တက်ဖက်တယ်တော်လန်ရင်လုံနေတယ်တခြားနေ့ပဲအတီတီကတော်လန်သူတွေကိုဘလို့အပိစကားမျိုးပြောချင်လဲရှင့်အပိစကားတော့ကျွန်တော်ကတော့ပြောချင်တာကတော့ကိုလှုပ်ချင်တဲ့အလုပ်ကိုဘလို့ပြောမလဲဒီတေးသေးချာချာဆုံးဖြတ်ပြီးတော့လှုပ်စေချင်တယ်တေးချာဆုံးဖြတ်တာမဟုတ်ဘဲနဲ့တချို့တွေကြတော့ကျွန်တော်ကျွန်တော်တွေ့ခဲ့ဘူးတယ်လေကျွန်တော်တချို့ညီငယ်လေးတွေပေါ့အဲယူနီဖောင်းဝတ်တယ်ဂန်းကင်တယ်အဲ့ဒီအရာတွေကိုမြင်ပြီးတော့တချို့ကြတော့စိတ်ကူးရင်တာ ဆယ်ခုရင်ပြောဝင်တာအဲ့လိုတွေမဖြစ်စေပဲမဖြစ်စေခြင်းဘူးတေချာချာလေးကိုအဲ့လိုမျိုးကိုယ်ဆုံးမြတ်ချက်နဲ့ကိုဟိုပါမျိုးလှုပ်စေခြင်းတယ်ဒီတော်လန်ရေးကကျင်းတဲ့အောင်မှာဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့အတင်းပေးထားဖို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့တော်လန်သူတို့ပြောစကားအစီအစဉ်ကနေတစဉ်မိခွန်းတွေပဲဖြစ်ဖြစ်တခြားဖြည့်ဆက်စရာပြောချင်တာပဲဖြစ်ဖြစ်ရှင်ပြောပြပေးပါအောင်ပြည်သူတွေဆိုတာထက်ကိုကျွန်တော်ရဲဘော်တွေကိုပဲပြောချင်တယ်အဲကိုကိုကိုအခုချိန်ထိအသက်ရှင်ပြီးပြီးတော့ကြံနေပြီးတော့ ဒီတိုက်ပွဲဝင်နေတဲ့အတွက်လည်းအကုန်လုံးတငယ်ချင်းတို့ကျေးဇူးတင်တယ်ပြီးတော့ဒီတိုက်ပွဲတွေမှာကျွန်တော်တငယ်ချင်းတွေအပါအဝင်တခြားတခြားသောရဲဘော်တွေကြာပါတယ်ရဲဘော်တွေပေါ့အဲသူတို့တွေကိုလည်းကျွန်တော်ဒီနေရာနေအလေးပြုတယ်အဲအကုန်လုံးကိုလည်းပို့ပြီးတော့စိတ်ထဲမကြပါနဲ့ပို့ပြီးတော့ဒီထက်မကပို့ပြီးတော့လှုပ်ပါအဲပြည်သူကကိုယ့်ဘက်မှာအမြဲရှိတယ်ဆိုတော့ကျွန်တော်သိတယ်အဲ့တော့ကြောင့်ကိုစိတ်ထဲမကြဖို့ပဲကျွန်တော်ပြောချင်ပါတယ် ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာနာရှင်ဖြုတ်ချတဲ့တော်လန်ရင်မှာတက်ကြွစွာပါဝင်လှူရှားနေတဲ့တော်လန်သူတယောက်ရဲ့အတွေ့အကြုံနဲ့ခန်းစားချက်တွေပဲဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းဆရာနာရှင်စနစ်ကိုနေပဲအတီတီကနေပါဝင်တော်လန်နေကြတဲ့တော်လန်သူရဲ့အစကားအသံတွေကိုမေးမြန်းတိဆက်ပြီးသွားမှာဖြစ်လို့တော်လန်သူတို့ပြောစကားအစည်းအဝေးကိုဆက်ပြီးစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါစီရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့တော်လန်သူပြည်သက်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်